အဲအားလုံးပဲမင်္ဂလာပါခင်ဗျာပထမဦးကကျွန်တော်ရစနစ်တွေအောင်ပြီးတော့အဲ့စနစ်တွေကိုမိအောင်မဖတ်နိုင်တဲ့အတွက်အထူးပဲတောင်းပန်ပါတယ်ပထမဦးကမှတ်မိတယ်လို့မှတ်မိလိမ့်မယ်ဒီကောင်ဒီနှစ်ဆင့်ရိုက်စနစ်တွေလည်းဖြစ်တယ်အနည်းဆုံးတော့ခင်ဗျားတို့တွေအများတန်းလုပ်ရအောင်ကြိုးစားပြီးတော့တရားထားပါအများတန်းပြောခဲ့တယ်မနှစ်စနှစ်ဦးကနေ2025ဒီနှစ်ဦးကနေဘာမှမထွက်ခင်လည်းကတနစ်စာနှစ်ချုပ်နေတယ်ကျွန်တော်ပြောခဲ့တာဒီပရင်က ်တခါလာလဲဒီ frame လို့ရှိတယ်ဒါကျွန်တော်အကြိုက်လိုက်တဲ့ frame ခဏခဏပြောတယ်ပေါ့နော်အဲ့တော့သူလည်းမိနေမှာကြောက်လို့အစိုးရပြောလိုက်တယ်နော်စိုးရပြောလိုက်တယ်ဒါကတော့ကိုယ့်အကူရွေးချယ်ခွင့်ဆိုကိုယ့်ကံတရားမဟုတ်ဒီတုံးရတဲ့ဒီနောင်မောင်းခွန်လို့ရိုက်တယ်ရိုက်ပြီးသူ့ရဲ့နောက်တနည်းနည်းသုံးနှစ်မြောက်တဲ့ကကနန်းတစ်ခွဲကသူ့ဆောင်တဲ့ကြင်တစ်ကြင်သုံးကြင်လေးကြင်မြောက်ဒက်တဲ့ရိုက်တာရိုက်ကိုရိုက်ရမယ်အခုရိုက်တော့လို့ပြောရမလို့ကျွန်တော်ဖော်ဝင်နေပြီအများကြီးပြောရိုက်ကိုရိုက်ဒီစနစ်ဒီပရမအဆင့်စနစ်ကိုခင်ဗျားတို့ တို့ရအောင်ရှာတဲ့စနစ်ကိုအဓိကထားကစားပါကျွန်တော်လည်းကြိုးစားပြီးတော့ဒီချင်းတွေဖမ်းပေးမယ်ဖမ်းတော့ဖမ်းနေရပဲအမဖတ်ကိုဖမ်းတဲ့ချိန်မှာမမိခဲ့တာပေါ့နော်အဲ့လိုဖြစ်ပြီးသွားရင်ဒီတိုင်းပဲဒီကနန်းကဒီလိုတက်တက်ရိုက်ပြီးသွားရင်သူ့ရဲ့အောက်မှာထွက်တဲ့ကနန်းကပြန်တွက်လိုက်ရမှာနှစ်ဆင့်ကစားတဲ့စနစ်တွေဒါနှစ်စာတွေကကျွန်တော်ဒီပရင်ကနေတစ်နှစ်စာတူတယ်ပေါင်းကြုပ်ပေါ့နော်ဒါပြောခဲ့တဲ့ချိန်တော့ပြောထားတဲ့စကားတွေနောက်တစ်ခါဒီမှာလည်းလာပြီး၃ရက်ထည့်စီနောက်လုံးပေါင်းခုံလို့ရိုက်တနည်းနည်းနည်း၃နည်း၄နည်း၅နည်း၆နည်း8နည်းမြောက်ကိုလိုက်ကစားတဲ့စနစ် အဲ့ကစားတယ်မှာလေ၃ရက်တည်းဒီ normal ခွန်လို့ရိုက်ပြီးသူရဲ့နောက်တစ်နှစ်နှစ်၃နှစ်မြောက်နှစ်တည်းကခဏတကွဒီစနစ်တိုင်းရိုက်ရမှာတစ်နှစ်၃၄လေးချိန်မြောက်တဲ့တဲ့ဒေါင်းနှံပြတ်တက်ရဲ့ရိုက်ရမှာဒီစနစ်ကရိုက်ခဲ့ပြီးပြီစသူရဲ့အောက်မှာဆက်တဲ့ခဏဒီအပေါ်ထွက်ပြေးခဏပြန်ပြဲ၂၀ရိုက်ကစားတဲ့စနစ်ပါ ဒီနှစ်ဦးကနခွန်ခွန်ပို့ဘာမှမထွက်ခင်တည်းကဒီ2025ထဲမှာဒီပြင်ကနေမှာပတ်သက်ပြီးတော့အများရမ်းမှတ်ပြီးအများရမ်းလိုက်ကစားပါလို့ပြောခဲ့တယ်စီကြောနော်ကျွန်တော်တို့တက်နိုင်ဆုံးကြိုးစားပြီးဒီနီးစနစ်ကိုလိုက်ပြီးတော့ဖမ်းမယ်ဖမ်းတာကဖမ်းတာပဲစနစ်ဆိုတော့အောင်းလာမှာကိုကန်တရားကပေးမှဖမ်းနိုင်ခြင်းမိတာတကယ်လို့များဖမ်းနိုင်ခြင်းမမိရင်ဒုတ်ရအောင်အမြဲတမ်းအပတ်စင်တိုင်းအိုက်ကနိုင်ကိုလိုက်ထုတ်နေပါလေသိသိကြကြသတိတရားမှားထားတဲ့စနစ်ပါနော် ပြေပြေချာမှတ်ထားတဲ့စနစ်ပါကျွန်တော်ကတော့အဲ့တော့ဒီမှာ300ရည်ဒီနော်လုံးမကိုတတိယကျင်ရိုက်ပြီပြီးရနောက်တနေ့နဲ့3နဲ့4နဲ့5နဲ့6နဲ့8နဲ့မြောက်ကိုလာပြီ300ရည်ဒီနော်လုံးမဆုံးလို့ရိုက်တဲ့ကောင်ရဲ့တနေ့နဲ့3နဲ့မြောက်နဲ့ခြေကဇနန်းတကွက်ဘယ်ချိန်လာမလဲကျွန်တော်မသိဘူးဒီချိန်နဲ့စပြီးတော့ထိုးဒီလိုပြောခဲ့တာဒီချိန်မှာဆိုဒီကနေ့ဒီချိန်မှာဆိုဒီကနေ့ထည့်လိုက်ရမယ်စနစ်ဒီလိုတောင်းပြတ်ဘတ်စနိုင်လိုက်ထိုးသွားနေကျွန်တော်ပြောခဲ့တာအဲ့တော့ဒီလိုချိန်မျိုးမှာဆိုရင်တော့ သိချပြောခဲ့တယ်မထွက်နိုင်ဘူးဘာကြောင့်လဲသူကဒီစနစ်အောင်ပြီသူ့ရဲ့အောက်မှာလိုက်ရမယ်အဆက်ပါလာအဲ့လိုစနစ်ဖြစ်တဲ့တစ်ခဏဦးမှာတော့ဒီကနေ့ကြာချိန်မှာကြာမယ်ဒုတိယအကြိမ်စပြီးလိုက်တော့ဒီစနစ်မျိုးသေသေးချာချာမှားထားခဲ့တဲ့စနစ်ပေါ့နော်ဒီကနေ့ဒီလိုလိုက်ရမယ်ဒီကနေ့ဒီလိုလိုက်ရမယ်ဒီကနေ့ကဒီလိုလိုက်ရမယ်ဒီကနေ့ကဒီလိုလိုက်ရမယ်ဆိုတဲ့စနစ်မျိုးကျွန်တော်တို့ဒီကြားထဲမှာ၄၅ကြောင့်ချိန်ဖမ်းတယ်နော်ဖမ်းတဲ့အချိန်ဒီမှာထွက်မလာဘူးအခုဒီပွဲမှာတော့ကျွန်တော်တို့မဖမ်းနိုင်ကြဘူးပေါ့နော်ဖတ်သွားပြီခွန်ရှိကူက၁နှစ်၃လေး ဆောင်းတဲ့ထွက်သွားပြီပထမအဆင့်ရရမယ်စနစ်လုံးဝထွက်သွားပြီအဲကျွန်တော်အများအားပြောခဲ့တယ်စနစ်ကတော့စနစ်တွေကအောင်းလာနေမယ်ဒို့တော့ဖမ်းတဲ့အချိန်မှာကျွန်တော်ဖမ်းတဲ့အချိန်မိသွားရင်တောင်မဲဒီကနန်းဆိုလို့ရှိရင်ကနန်း၆ွက်ထွက်ရနေရာအထိုင်ကြီးဆိုတာဆုံးဖြတ်တာတွေကမဆက်ကန်တရားနဲ့တရားတွေကမတူဘူးအဲ့တော့ဒီလိုမျိုးအများအားလိုက်ထိုးပါကျွန်တော်အများအားမှားခဲ့တယ်အဲ့လိုအောင်းပြီးသွားပြီဆိုရင်၂၀ရိုက်ဖြစ်တဲ့အတွက်သူ့ရဲ့အောက်မှာသူ့အပေါ်ထွက်ပြေးကနန်းပြန်ကြအဲ့တော့ဒီဒီ စနစ်ပထမအဆင့်စနစ်အောင်သွားပြီပေါ့နော်ပထမအဆင့်စနစ်အောင်သွားတဲ့အတွက်သူ့ရဲ့အောက်မှာလဲရမယ်ပွဲစတီဖြတ်ပြီးလိုက်ကနန်းပြန်ကြဆိုရွေးရှင်းပြလိုက်တယ်ဘာဖြစ်လို့လဲဆိုတော့စဉ်းစားလို့ရအောင်နော်စဉ်းစားလို့ရအောင်လို့ရှင်းပြပေးလိုက်တယ်အဲ့တော့ပြီးခဲ့တဲ့ပွဲမှာဆိုရင်ကျွန်တော်ရှင်းပြတယ်၄319ပျောက်နေတဲ့ထိပ်စီလေးလုံးလုံးဝအကုန်မပျောက်နိုင်ဘူးအဲ့တော့ဒီကျန်းစားပြီးတော့မထွက်လာရတဲ့ထိပ်စီကိုကျွန်တော်တို့အထူးပြုပြီးတော့ကစားမယ်ဒီတိုင်းပဲပြောလိုက်တယ်နော်အဲ့တော့ကိုယ်ထိပ်စီ ျွန်တော်ပြောလိုက်တယ်လေးတုံညာတိုက်စီနှလုံးဒီအရန်တစ်ကိုတိုက်စီနှလုံးဒီအထုအကြိုက်အဲ့ဒီမှာကျွန်တော်တို့ပရှယ်ဝန်ကဏ္ဍထုတ်တာတစ်စိတ်စီနဲ့ထုတ်တာဒုတိယတိတ်စီကကိုတိတ်စီကိုဒုတိယအကြိုက်ဆုံးထုတ်တာကျွန်တော်ထုတ်လိုက်တဲ့ကဏ္ဍကတော့အကျိန်းတိုက်ကဏ္ဍမှာကျွန်တော်ထုတ်လိုက်တာတော့ကုခွန်နှစ်ဆိုတဲ့ကဏ္ဍမှာကဏ္ဍကတော့မအောင်ဘူးเนาะเนาะကဲဟုတ်ပြီခင်ဗျားတို့အကျိန်းတိုက်ကဏ္ဍညွေးပြတဲ့အချိန်ကမှကျွန်တော်ပြောတဲ့ဟာဒီအမြဲတမ်းစဉ်းစားပြီးတော့ကုကံနဲ့ကိုကံဉာဏ်ကုန်ပြီးတော့စံစမ်းကြအောင်ကြာ ဒီလိုတော့ပြောလိုက်တယ်သတိတရားလေးလေးဆိုလေးလေးနဲ့ပတ်သက်တဲ့သုံးရဆိုသုံးရနဲ့ပတ်သက်တာတစ်ဆိုတစ်နဲ့ပတ်သက်တာကိုးဆိုကိုးနဲ့ပတ်သက်တာဒီလိုဟာမျိုးလေးတွေကျွန်တော်အရင်ကပြောခဲ့တဲ့စနစ်ဒီကော့ကိုဘုရားတရားရှင်ကန်ဆန်းကြလို့ပြောခဲ့ကျွန်တော်ကတော့ဒီစနစ်ကအပတ်စနိုင်ထိုးရဆိုဆိုလို့ရတယ်ကျွန်တော်ညီတော်မခုနမောင်ရှူတော်တက်လာသူ့ကိုဆင့်သွားပြန်သူ့နဲ့တော့ပြောမိတယ်ပြောမှလည်းရှက်တယ်ကွာလေမပေါက်လားဆိုပေါက်တယ်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 ကိုကကိုတိတ်စီကြိုက်နေရဟိုဒီစနစ်ကိုတိတ်စီကြိုက် အခုကျွန်တော်တို့ပြောတဲ့အတွက်ဆာငါလည်းအမြဲတမ်းပြောကြတဲ့စနစ်ဟာငါကလည်းဒါမျိုးကိုဒီကျင်လိုဟာမျိုးမှာဒီစနစ်ကိုဖမ်းလို့မမိတဲ့အတွက်ချက်တော့တဲ့နေ့မှာအပတ်စဉ်တိုင်းပေါ့နော်ကိုကစားနေလမ်းကြောင်းတွေအဲ့လိုစင်းပြီးထိုးရတဲ့ကျင်ကြမှာထက်ထိုးတာငါကိုယ်တိုင်တောင်ပဲကိုရှိခွန်ဆိုပြီးပူကြိုက်လို့ကိုရှိခွန်တင်လာကိုခွန်ရှိကနဲတယ်ကိုရှိခွန်ဆိုမှပူများလာကိုခွန်ရှိကနဲတယ်ပေါက်တယ်လို့ပြောမှလာရှက်တယ်ငါပြီးခဲ့တဲ့ပုံမှာထူးကြရအများများတယ်အဲ့ဒီအတွက် ာတို့အနေနဲ့တော့အကုန်ပတ်ရမ်းရတယ်အရင်မရှုံရုံမရတာအပေါက်တယ်လို့တော့မပြောချင်ပါဘူးလို့ကျွန်တော်သူ့တော့ပြောလိုက်ပြီးပေါင်းချောင်းဆင့်ပိုက်ပြန်မယ်နော်ခုနကလေးမှပြောပြနေကြတယ်အဲကျွန်တော်အများနဲ့ပြောတယ်ဒါဒုတ်ရှာမဲ့စနစ်လို့အရင်ဆုံးမှတ်ဒီ protein ပြဒီတိုင်းတက်တက်ပြင်သူ့အောင်မှာတော့နောက်ဘက်ဒီမှာဒုတ်ရရလို့ဒါရိုက်လန်းမယ်လို့အများနဲ့ရှင်းပြကြတယ်ဘာကနန်းမှမထွက်ခင်တဲ့အနှစ်ချုပ်ဒီပရိယနေမှာအနှစ်ချုပ်တစ်နှစ်တည်းမြင်ထားတဲ့အမြင်တွေပြောတဲ့အချိန်တွေပြောခဲ့တဲ့စနစ်ဒီအဲ့လိုပဲအရင်ဝင်ထားတဲ့ပုံစံတွေကလည်းပဲ တူတူကိုကိုမေ့တာပါပဲပေါ့နော်ဒါကန်နဲ့ဆိုင်တဲ့အချက်မှဒါပဲပြောတာအဲရိုက်ချက်ကတော့လာပြီပေါ့နော်ပုံရတဲ့စီနောက်မှခွန်လို့ရိုက်တယ်သူ့ရဲ့နောက်တနည်းနည်းနဲ့သုံးနှစ်မြောက်ကကနန်းကဇောင်းတစ်ကျင်းတစ်ကျင်းသုံးကျင်းလေးကျင်းတက်တက်အဲ့လိုတက်လိုက်တာနဲ့သူ့ရဲ့အောက်မှာထွက်တဲ့ကနန်းနဲ့အပေါ်ထွက်ပြီးကနန်းပြန်ပြတ်တယ်ဒီမှာလိုက်ပြန်မယ်ပုံရတဲ့စီနောက်မှခွန်လို့ရိုက်ပြီဒီနှစ်နှစ်နှစ်သုံးနှစ်မြောက်ကကနန်းတစ်ကွက်တင်းနှစ်သုံးလေးတက်တက်တက်လိုက်တာနဲ့သူ့အောက်မှာရိုက်မယ်ကနန်းကသူ့ဘောထွက်ပြီးတာကနန်းပဲ ကင်ပရမရှင်အောင်တော့တုံရတဲ့ဒီနောင်မောင်းခုံရိုက်တာတနေ့နဲ့သုံးနှစ်မြောက်ကဟာရီခွန်ရှိကိုဆိုတဲ့ခဏကတစ်ချိန်နှစ်ချိန်သုံးချိန်လေးချိန်နဲ့တက်တက်သွားပြီသူ့အောင်မှာဒုတိယအဆင့်ဖြစ်တဲ့အပေါ်ကထွက်ပြီးတော့ခဏလာအောင်မလားမလာဘူးလားဆိုတော့ကျွန်တော်လည်းအပိုင်မပြောတတ်တဲ့အပိုင်တော့မသိပါဘူးပေါ့နော်ဒါစိတ်ဝင်စားရဆိုရင်လိုက်တာစိတ်ဝင်စားရဆိုရင်လိုက်တာအဲ့ဒီမှာတော့ကျွန်တော်ဒုတိယချာချာရှင်းပြခဲ့ရတဲ့ ူသူရှာရှင်းပြခဲ့တဲ့စကားတစ်ခုရှိသေးတယ်။ချဲ့ရဲ့သဘောတဘာဝပေါ့နော်။သုံးပြစုရောက်ပြီဆိုညံကွတ်နိုင်လုံးမှာတန်ခါကြတာ။ဒီမှာတော့ကတော့သူဒီဒီနေရာမှာပေါ့နော်။သူရှင်းနှစ်မှာအများတန်းထောက်ပြခဲ့တဲ့စကားစကားကပါထားပါတော့လူရင်းမဲ့ထောက်လိုက်။ကို့ဆိုရဲ့မျက်တက်ကြီးအများကြီးရတယ်။ရှောက်တိတ်ကိုးပေလို့ရတယ်။ဒီသုံးလုံးကိုကို့ကြောင့်ကို့ရဲ့ပါဝါလေးတလုံးပိုင်နဲ့ဒီလိုတောင်းပြတယ်မှာပို့တင်ထိုးကျွန်တော်ဒီတိုင်းပြောခဲ့တယ်။ အဲ့လိုပဲဒီမှာဆိုလို့ရှိရင်ကျွန်တော်ဒီတိုင်းပေါ့ဒီကူကြီးစနစ်တည်းခန်းခန်းပြောတယ်မပြောချင်တော့ဘူးနော်ဘီလူကူ၅ချက်ရှိတယ်အဲ့ဒီကူ၆ကူဆိုစနစ်အတိအကျထည့်ထားတယ်ဒီပုံစံနဲ့ထောက်မှာဆိုလို့ရှိရင်လေးတိတ်စီနဲ့လေးပါတဲ့အချိန်ဒီမှာတင်းထိုးဘီလူပြောထားတာနော်ဒီမှာလေးတိုင်းပဲကူ၆အဲ့စနစ်နဲ့လာမယ်ဆိုလို့ရှိရင်လေးပိုင်လို့ပြောနေမှာအဲ့ဒီလိုတောင်းပြတစ်ချိန်တစ်ချိန်သုံးချိန်လေးချိန်ဒီကိုစင့်ကြည့်လိုက်စင့်ကြည့်လိုက်လို့လေးပါတော့ဒနံပြည့်ပြီဆိုတဲ့အချိန်ဒီတင်းတင်းထိုးဘီလူပြောထားတာ ရေးပါလေချင်းဒီမှာဆုံးသက်သွားတယ်အောက်မှာလေးမရှိတော့ဟောသူသူဒီစနိတ်ကိုအောင်ပေးချင်တော့လေးရဲ့ဘောင်ကကိုယ်ဆိုတဲ့အချိန်မှာကိုယ်ထိတ်နေတာချက်တယ်အဲကျဲမှာတုံးပြစီမှာညံကွတ်နိုင်လို့မှတန်ခါကြတယ်ဒါဒီခဏခဏပြောခဲ့တဲ့ဟာနော်အဲ့တော့ဟုတ်ပြီပြောမပြောရင်ကျွန်တော်အဆုံးတိုင်းပြောတာပေါ့နော်ဒီစနိတ်တိုင်းမဲ့အောင်ခဲ့ပြီသူရဲ့အောက်မှာပြန်တွေ့ဒါကျွန်တော်ကတော့ကျွန်တော်လိုက်ထားတဲ့စနိတ်တိုင်းမဲ့ကျွန်တော်ဆက်ပြောခဲ့မယ်ကိုရွေးချယ်ခြင်းနဲ့ခဏခဏကိုရွေးချယ်ကြအဓိကပြောချင်တာက ဆက်ရှိအခုဒီစနစ်ကိုအောက်သွားရတဲ့ဒီချိန်မှာပြန်ကြကစားဖို့ကစားတင်တဲ့ကစားတော့တယ်မှာချက်ထားတင်တယ်ဆိုတဲ့ message ကိုပဲဒီကထားပေးတာကျွန်တော်ရယူဆပိုင်းမှာတော့ဝင်လာတဲ့ထိပ်စီတလုံးဘာထိပ်စီဝင်လာကဲဝင်လာကဲအဓိကတော့ UDP လေးနဲ့လိုက်ကစားခိုင်းတာပေါ့နော်ဝင်လာတဲ့ထိပ်စီရဲ့ power လေးထိပ်စီလို့ဒီကနေ့ဒီကနေ့အောင်လိုက်ရှင်မှာဝင်လာတဲ့ထိပ်စီရဲ့ power ရှိတယ်ပဲအဲ့ဒီအတွင်းနဲ့ဘောထွက်ပြီးတော့ကနေပြန်ရောက်အာတန်တယ်လို့ကျွန်တော်ရှင်းပြထားတယ် ီမှာလည်းဒီတိုင်းပဲဒီကနေ့ဒီကိုထိတ်တဲ့အောင်ဝင်လာတဲ့ထိတ်စီလေးတိတ်စီမျိုးလေးရဲ့ပါဝါရှင်းနှလုံးပေါင်းကိုးရိုက်ထားတဲ့သူ့အပေါ်ဆက်ပြီးတော့ကနန်းပြတ်ဒါဆိုလို့ရှိရင်အခုကျွန်တော်တို့ဒီစနစ်ကလေးတော်မဟုတ်ဘူးတုံးကန်စီမှာပါဝါထောက်သွားပြီဆိုတော့နော်ဒီကနေ့ကဒီကိုတက်တဲ့အောင်လိုက်ပြီဝင်လာတဲ့ကနန်းဒီကိုးထိတ်စီဖြစ်တဲ့အတွက်ကိုးရဲ့ပါဝါလေးထိတ်ကဥစားပြီဆိုတော့နော်နှစ်ရှင်းနှလုံးပေါင်းလေးရဥစားပြီအဲ့ဒီကနန်းတွေကပြန်ပြက်ကျွန်တော်ကကျွန်တော်အနေနဲ့ပူပြီးနှစ်သက်တယ်လို့ပြောတာနော်ရွေးချယ်မှုကံတရားကိုမိတ်ဆွေတို့ကိုယ်တိုင်ကြိုက်တာကိုရွေး ရွေးချယ်တဲ့ကန်တရားတယောက်တောင်မတူတိုက်တာကိုအဓိကပေးခြင်းတဲ့ message ကပြန်တွေ့ကစားသူကစားတဲ့ကစားကွက်တစ်ခုအနေနဲ့စကူးချိန်မှာထည့်ကစားဖို့တင့်တယ်ဆိုတဲ့ message ကိုအဓိကထားပေးတာအဲ့တော့ရှေ့မှာလာခဲ့တဲ့လမ်းစဉ်အတိုင်းပဲပုံဖော်ကြည့်မယ်ဆိုကိုထိတ်လို့ဝင်လာရင်ကိုရဲ့ power ရှင်းနှလုံးပေါင်း၄ဆိုတော့ပြပိလာကဏ္ဍနေထဲမှာနှလုံးပေါင်း၄ထွက်ကြတဲ့ကဏ္ဍနေကျွန်တော်လိုက်ရှာဒီကနေ့နှလုံးပေါင်းလေးနဲ့ထွက်ခဲ့တယ်ဒီမှာနှလုံးပေါင်းလေးမပါဘူးဒီကနေ့နှလုံးပေါင်းလေးနဲ့ထွက်ခဲ့တယ်ဒီမှာနှလုံးပေါင်းလေးမဖြစ်ဘူးဒီမှာနှလုံးပေါင်းလေးမဖြစ်ဘူး ီမှာနှလုံးပေါင်း၄ဖြစ်ထားတယ်။သုံးခွက်ရှိတယ်။ဒီမှာနှလုံးပေါင်း၄ဖြစ်ထားတယ်။၄ခွက်ရှိတယ်။ဒီမှာနှလုံးပေါင်း၄မပါဘူး။ဒီမှာနှလုံးပေါင်း၄မပါဘူး။ဒီမှာနှလုံးပေါင်း၄မပါဘူး။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 မပါဘူး။ဒီမှာပါတယ်။၅ခွက်ရှိတယ်။၅ခွက်ရှိပါတယ်။နော်။ဒီမှာနှလုံးပေါင်း၄မပါဘူး။ဒီမှာလည်းနှလုံးပေါင်း၄မပါဘူး။ဒီမှာလည်းနှလုံးပေါင်း၄မပါဘူး။အဲဒါနှလုံးပေါင်း၄ပါတယ်ခဏန်းဆို။ကျွန်တော်ခွန်ခွန်ကိုလိုခဏန်းဆိုခွန်ခွန်ကိုတက်။ဒီခဏန်းတော့ခွန်ခွန်ဆိုခွန်ခွန်တော့လိုတက်။ ဒီကနေ့68ခွန်ဆိုနှစ်ကွက်ထုတ်ရမယ်68ခွန်နဲ့68ခွန်နှစ်ကွက်လိုက်ရမယ်အဲ့ဒီနှစ်နှစ်ခွန်ဆိုတဲ့ကနေ့ဆိုနှစ်နှစ်ခွန်လို့ဒက်ဒီကနေ့ကျွန်တော်နှလုံးပေါင်းလေးပါတယ်ကနေ့69ဒီကနေ့ဆို69နဲ့68ခွန်ဆိုပြီးဒီလိုလိုက်မယ်ဒါပထမကျွန်တော်ရဲ့အကြိုက်တွေ့ထားတဲ့စနစ်ကိုပြောရတာနော်အဲ့စနစ်မျိုးနဲ့လိုက်မယ်ဆိုဘယ်နှကွက်ရှိလဲတကွက်နှစ်ကွက်သုံးကွက်လေးကွက်ငါးကွက်၆ကွက်ခုနှစ်ကွက်ရှိတယ်ဒါစိတ်ဝင်စားတဲ့အစဉ်ဒါကျွန်တော်ကတော့ပထမအစဉ် ဒီလိုပုံစံမျိုးနဲ့အကြိုက်ဆုံးလို့ကျွန်တော်ရွေးထားတာကျွန်တော်ရွေးထားတဲ့စနစ်တိုင်းမှာဒါပုံကတ်မှာတော့ညာကုန်ကစားနိုင်လို့မှတန်ကားကြတာကိုစိတ်ဝင်စားရင်စိတ်ဝင်စားလို့ဆက်ပြီးတော့တွေးကြည့်ပါဘောเนาะဒါကိုပဲပြောချင်တယ်တွေးကြည့်ပါလို့ပဲပြောချင်တယ်အဲ့တော့ရှစ်သုံးကတ်ကတမျိုးကြအတိုင်းဆိုလို့ရှိရင်တိတ်စီရဲ့ပါဝါဒီရှစ်အတွေ့ကြဒါဆိုလို့ရှိရင်ဒီခုနှစ်ကွက်ပဲရှိကဲအဲ့လိုမျိုးဖြစ်နေပုံသေးပြသွားမယ်နှလုံးပေါင်း9နဲ့ဆိုလို့ရှိရင်ကျွန်တော်နှလုံးပေါင်း9နဲ့ဆိုဘာရှိလဲ တစ်ခါတည်းမှာကျွန်တော်တို့ဖလက်မှာအမျိုးမျိုးဖြစ်တတ်တယ်နော်ဒါ 3D ရဲ့သဘောတော့ခုနကကျွန်တော်ရှင်းပြရတာကသူ့လာခဲ့တဲ့လမ်းစဉ်အတိုင်းဆိုလို့ရှိရင်ကျွန်တော်တို့ကိုထိတ်ကြလို့ရှင်းလုံးပေါင်း၄နဲ့ဆိုလို့ရှိရင်ကနန်း9ခုလိုက်เสียရှိတယ်ဒါကျွန်တော်ငကူကကျွန်တော်ရွေးထားတဲ့လမ်းစဉ်ဒီတိုင်းပဲရွေးထားတယ်9ခုနော် ကဲအဲ့လိုမဟုတ်ဘူးဒီမှာလှဲသားပြီဒီမှာချိန်မှာတော့ကတော့လေးထိတ်လေးထိတ်လေးထိတ်တင်နေကြဒီမှာလေးရဲ့ဘောကကိုရိုက်ဒီချိန်ကျမှအတက်ပြန်ရိုက်မယ်ဆိုလေဆဲ့သဘောလိုပေါ့အကုန်လုံးဖြစ်နိုင်တာပေါ့နော်ဒါဆိုလို့ရှိရင်အဲ့ဒါဆိုလို့ရှိရင်နှလုံးပေါင်း9ပါတဲ့ကဏ္ဍကိုရှာရအောင်နှလုံးပေါင်း9ပါတဲ့ကဏ္ဍဆိုဒီမှာ9 6 3ဆိုတဲ့ကဏ္ဍတစ်ခွက်ရှိတယ်နှလုံးပေါင်း9ပါဒီမှာနှလုံးပေါင်း9ပါနဲ့နဲ့ခွန်ဆိုတဲ့ကဏ္ဍတစ်ခွက်ရှိဒီမှာနှလုံးပေါင်း9ပါ3 3ည9ဆိုတဲ့ကဏ္ဍတစ်ခွက်ရှိတယ် နှလုံးပေါင်း9ပါတော့ကဏ္ဍနေဘယ်နှခွက်ရှိတာကိုခွန်ရှိနှလုံးပေါင်း9မဟုတ်ဘူးဒီမှာလည်းနှလုံးပေါင်း9မပါဘူးဒီကဏ္ဍက2ကျင်းဆိုပြောစရာမလိုတော့နော်အပေါ်မှာချက်ပြီးဒီမှာနှလုံးပေါင်း9မပါဘူးဒီမှာလည်းနှလုံးပေါင်း9မပါဘူးဒီမှာလည်းနှလုံးပေါင်း9မပါဘူးဒီမှာလည်းနှလုံးပေါင်း9မပါဘူးဒီမှာနှလုံးပေါင်း9မပါဘူးဒါလည်းမပါဘူးဒီမှာပါတယ်ဒီမှာပါနှလုံးပေါင်း9ပါတဲ့ကဏ္ဍဆို၃ကွက်ပဲရှိတယ်အဲ့ဒီ၃ကွက်နဲ့ပတ်သက်လို့ရှိရင်ဒါကိုကြိုက်တာကိုရွေးနော်ကျွန်တော်အနေနဲ့တော့သူဘယ်လိုလှည့်သွားမလဲဆိုတာမပြောတတ်ဘူးရွေးချယ်မှုကကံတရားတရားတရားမတူဘူး မတူတဲ့အတွက်ကိုစိတ်ဝင်စားလို့ကစားပါလို့ပြောချင်တယ်နော်ဒီချိန်မှာ19ချိန်မှာပြန်တွေ့ကစားကွက်တက်ကစားတင်တယ်ကျွန်တော်ရတာ public mix တွေကိုကျွန်တော်အဖို့ဝင်နေရောကိုချက်ချက်တဲ့နေမှာအမှတ်တရအထူးသတိပေးလိုက်တာပေါ့နော်အထူးသတိပေးချင်တာပေါ့နော်